အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဆက်လန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူဧကရီမနောမြေရေးသားထားတဲ့ညစ်မှုထက်မြင့်သောဆိုတဲ့ဇလံအစဆုံးကိုတင်ဆက်ပေးမှာပါဇလံမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification လေးကိုနှိပ်သွားကြပါအောင်ခင်ဗျာညစ်မှုထက်မြင့်သောအစဆုံး နန်းလွဲတောင်ဒေသနန်းလွဲရာရွာလေးကကျေဝန်းပေမဲ့လူနေရတော့မထူထပ်ဘူး။ခြံဆိုင်စားကြပြီးတော့ခြံကျင်များကြောင်တအိမ်နဲ့တအိမ်ကတော့အလံဝေးကြတယ်။ညာသောအဖြစ်နှက်ကိုကိုးကွယ်ကြသူများဖြစ်တယ်။ထူဒေသကိုပိုင်ဆိုးသည်ကနန်းလွဲအရှင်ကြီးဟူ၍တနေ့လုံးကယူဆထားကြတယ်။ပညာတွေလည်းပေါများသဖြင့်ထူဒေသမှာ ရှံမလုံးတော်လဲဘသူမှဝင်မခူးဝင်တဲ့ဒေသဖြစ်တယ်။လူသေးလျင်နေချင်းမြုပ်ကြပြီးတော့ ရက်လေတရားနာဒလိမရှိဘူးမလိုက်တရားငပြောချံတွင်းမှာတဲကုတ်ကလေးဘက်ကိုလှမ်းကြည့်မိလိုက်တယ်ဂျင်းထဲမှာတော့ကဘာပြိုမတက်တုံလှုပ်နေမိတယ်ငါတသမီးတွေကိုဘသူစောင့်ရှောက်မှလဲစောက်တရားမရအတွေးတွေနဲ့ပားပြင်ထက်မှာမျက်ရည်တွေကတော့တလိမ့်လေမောင်မဲနေတဲ့တဲငယ်လေးအတွင်းမှာငိုချိုက်တန်ကလေးများကြောင့်သူ့ရဲ့ရင်ထဲမှာတော့နေဆယ်စင်းပူလောင်လွန်းလာပြီးသွားမမို့အေး မမှုအေးတို့မအိရင်ရင်အဖွားလေးအိမ်ကိုလာအိတ်ကြဟေးနေပါစီဖွားလေးနောက်လဲတမီးတို့မောင်နှမပဲနေရမှာပါညီတို့တွေပြောရလဲခတ်သားကိုအေးရွာတောင်ပိုင်းအားမင်းစင်ဟာညီမောင်ကိုငွေစားမယ်လို့ပြောတာဘာလို့မပေးကျင်ရတာလဲညီမောင်မရှိရင်ဖွားလေးကညီကိုခေါ်ပြီးမွေးမှာညီတို့ကြီးမှာခွဲယူကြပေါ့လေနေပါစီဖွားလေးအမေကမှားခဲ့တယ်မောင်လေးကိုတမီးကစောင့်ချောက်ရမယ်တဲ့ ဝမိုအေးညီဟာညီမောင်ကိုစောင်းချောက်နိုင်လို့လားညီကိုယ်တိုင်ကလည်းလူလားမမြောက်သေးပါဘူးဘာပဲဖြစ်ပါစေကျမယုံကံပဲညီတော်အေးခေတ်ကာလသားသမီးတွေများပြောရတဲခတ်တယ်တဲကုတ်ကလေးရဲ့ရှေ့ကအော်ပြောနေတဲ့အတော်ဖြစ်သူရဲ့ဇကားတွေကိုလှရင်အတိုင်းသားကြားနေရပြီးတော့တမီးမိုးမိုးရဲ့ပြန်ပြောတံများကိုကြားရတော့စိတ်မချတဲ့ဖြင့်အိမ်နီးနားကို တိုးကပ်လာမိတယ်လှရင်တို့ကသွေးသားရင်းချရဲလို့ အဲ့ဒီဒေတာမှာမရှိဘူးအနေကြလို့ဆွေမျိုးရနေခြင်းမင်းဟဲ့နေနဲ့ဒီအိမ်နဲ့မသက်ဆိုင်တော့ဘူးအနာမကက်နဲ့အိမ်ကလူကြီးတယောက်ကပြေးထွက်လာပြီးတော့လက်ထဲဟာဒုတ်တန်နဲ့ရွေလိုက်လျာလှရင်တယောက်ကြောက်လန့်ပြီးအိမ်နောက်ဖေးကငပြောရှုံထဲကိုပြန်ပေးဝင်ခဲ့ပြီဘာကြောက်မှန်းတော့မသိထိုလူကြီးကိုသူ့မအလွန်ကြောက်တယ်ရိုက်ရန်ရွေလိုက်တဲ့ဒုတ်တန်မှာမီးစုံးနေလို့လင်းလန့်နေတာကိုသူ့မမြင်ရလေတယ်ဒီမြင်ရင် မီးလိုပူမဲဆိုတာကိုလည်းသိနေပြီးသားဒါကြောင့်မလို့အိမ်နီးနာမကတ်တော့ဘဲနဲ့ခြုံဖို့ထဲခါပဲနေလှမ်းကြည့်နေတော့တယ်လှရင်တို့ကအဲ့ဒီဒေတာဇာတိမဟုတ်ကြပါလင်မယားနှစ်ယောက်စလုံးရက်ဝေးကဖြစ်ပြီးတော့ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသူများပင်ဖြစ်တယ်လွန်ခဲ့တဲ့9နှစ်ခန့်ကလှရင်ယောက်ျားအောင်ထိန်ကတည်ဆုံသွားသဖြင့်ကလေးနှစ်ယောက်နဲ့လှရင် ကိုပိုင်ရှန်လေးတွင်မှလောက်ကန်ဆိုင်ရင်တောင့်တင်နေခဲ့ခြင်းသာဒီဒေတာကိုရောက်တာကြာလို့ ငယ်ဘဝကိုမေ့နေတဲ့အထိပဲအခုလိုတေသွားတဲ့နောက်မှာတော့အတိစိတ်ကဘာမှတတိမယစဉ်းစားမရဘဲနဲ့ကလေးနှစ်ယောက်ကိုစိတ်မချခြင်းတွေကသာကြီးစိုးနေတယ်။သူမရဲ့ရှန်နီတော်တော်ကိုကြဲဝန်းပြီးတော့တီးပင်စားဖင်များမျိုးစုံချီတယ်။ဘာကြောင့်မှမသိလှရင်ကချုံနယ်ပိတ်ပေါင်းတွေရဲ့တစ်ဖက်ကတဲကိုပေါက်ထွင်းမြင်နေရပြီးတော့သူမကြားလို့တဲ့အတန်ကိုလည်းကောင်းစွာကြားနေရတယ်။ငါပြောရှုံဖို့တီသူမကို လုံကြုံမှုပေးတယ်။မောင်လေးမမ ြံရောင်းသွားလိုက်ဦးမယ်နော်ဟုတ်ကဲ့မမတားလေးလိုက်မယ်အိုးနင်းဟာနိုင်တာလည်းမဟုတ်မမအခုဟိုဘက်ရွာထိသွားမှာမမမလိုက်နေနော်နေခဲ့နော်ဟိုမျိုးစော်တို့နဲ့သွားစော့ဟုတ်ကဲ့မမမမအေးကလည်းကြံစဲချောင်းကိုအခြေလိုက်စီးကထန်းလာခဲ့တယ်ဟော်ရီကကြံသေးကြံသေးလာပါဦးဟုတ်ကဲ့ကြည်ကြည်နေစမ်းပါဦးနင်းဟာလှရင်တမီလီမဟုတ်လားဟုတ်ကဲ့ကြည်ကြည် အေးဟဲနေအမေကြောင်ကြားလဲစီမကောင်းပါဘူးជីကြီးလဲအဲ့တော့ဟာနေမကောင်းဖြစ်နေလို့မလာနိုင်ခဲ့တာဟုတ်ជីကြီးရပါတယ်ရှင်ကြံဟာဗတ်တန်ချောင်းယူမလဲอืมအေးအေးတပင်တစ်ဆယ်ပဲမဟုတ်လားဟုတ်ကဲ့နှစ်ပင်ယူမယ်ကွယ်ဒါနဲ့သမီးတို့နေရတာအဆင်ပြေရဲ့လားဟုတ်ជីကြီးပြေးပါတယ်မပြေရင်လဲជីကြီးတို့နဲ့လာနေပါလားလဲတော့မှထမင်းချက်ပြေးရင်ရွှေစင်ပေးမယ်နေမောင်ကိုလဲဖုံးเจ้าကိုပို့လိုက်ပေါ့မနေဘူးជីကြီးမောင်မောင် တခြားအိမ်ကနေလာတောင်းတယ်။ဘသူမှမပေးရှင်လို့ကျမတို့ဘာသာနေမယ်။အမလေးကြီးကျယ်တာလူလေးတွေကလက်တောင်းလောက်လေးရှိလို့သာတော်သေးတယ်။ရေရေရဒီမှာပတ်စံလက်ထဲကိုဆောင်းအောင်ထိုးထည့်ပေးလာတဲ့ပတ်စံအကြွေစိကိုသူ့အိတ်ကလေးတွေကိုထည့်ရင်းကနေကြံစည်းကိုထန်းထွက်လာခဲ့တယ်။တဝိုးဝတဒိန်းလေးနဲ့တဲထန်စွာရွာလွန်းလာတဲ့မိုးနဲ့အတူလေပြင်းတွေကသာမကမိုးကြိုးတွေပါပြစ်ချနေတယ်။တဲကုတ်ကလေးကမီးလေးမိတ်တုံမိတ်တုံနဲ့ အမောင်တွေကနေလှရင်တယောက်တားနေသမီးကိုစိတ်မချနိုင်သဖြင့်တဲကုတ်ကလေးကိုသာထိုင်ကြည့်နေမိတယ်။ထို့စဉ်တဲကုတ်ကလေးဘက်သို့တိုးကက်လာတဲ့အရေးတခုလှရင်မျက်စိပြူးကျယ်သွားတယ်။အမောင်ကိုဖောက်ပြီးတော့စူးဆိုင်ကြည့်လိုက်တော့အိုးလက်ဆက်တော့ရွာနောက်ပိုင်းကဖိုးတုတ်ပဲဖိုးတုတ်ကအရက်သမားဖြစ်ပြီးတော့သူများတားပြူသမီးပြူတွေကိုဖျက်ဆီးနေကြမလို့၁၆နှစ်အရွယ်သမီးလေးမို့မို့ကိုစိတ်ပူသွားပြီးတော့ ငပြောပုတ်ထဲကနေပြေးထွက်လာခဲ့တယ်ဖိုးတုတ်ကမူးမူကိုရှောင်းနေတာကြာပြီဒီနေ့တော့လေးရောမိုးရောဝုန်းတိုင်းကျဲနေလို့သူ့အကြံကအထောက်ကူပြုနေတာတေးကြအတွေးတွေနဲ့ဖတ်တတ်မပါရှေးပြောင်ကိုဖော့နင်းပြီးတော့မြင်နေရတဲ့တဲကုတ်ကလေးစီတို့တိုးကပ်လိုက်စင်ဟင်မိုးမိုးဟာတစက်မိတ်အပြင်ဘက်မှာရက်နေပါလားဝင်းကလေးလက်သွားတဲ့လျှက်ရောင်ကြောင့်မိုးရီထဲတွင်ရက်နေတဲ့အရေးတစ်ခုကိုသူမြင်လိုက်ရတယ်အဲအကြောင်း ဝမ်းသာလုံးစို့သွားတာဧကနာမိုးရီထွက်ချိုးနေတာပဲဖြစ်မယ်ဟန်ကြတာပဲဟိအနောက်ဘက်ကနေအမြန်လေးပြေးဝင်သွားပြီးတော့တိုင်းဖက်လိုက်တယ်လက်ထက်ဘက်ကလည်းပါဇက်နောက်ကိုအုပ်သားလျက်မိုးရီရဲ့ရက်နေမှာကြာနေပြီထင်တယ်အေးဆန်နေတယ်ကောင်မလေးကမအော်ဘဲနဲ့သူ့ရင်ခွင်ထဲမှာခေါင်းဝှက်ထားသဖြင့်အနောက်ကနေတိုင်းဖက်ထိုင်းရင်ကနေမိုးမိုးရဲ့မျက်နှာလေးကိုနမ်းဖို့အတွက်ဆွဲမော်လိုက်တယ်ဒီလောက်ဆိုစားနေကြမလို့ အရှင်နေဟန်ပြီးဟူ၍သူတွက်လိုက်တယ်လေလျက်စင်းရောင်ကမျက်နာကိုအထိုးမှမြင်လိုက်ရသည်ကဟာတတတရေမတရေတရေမပြောတရေတရေလျက်စင်းရောင်နဲ့သူမြင်တွေ့လိုက်ရတာကတော့မျက်နာတချမ်းအသားမရှိတော့ဘဲတရေမကြီးဖို့တုံမှာအော်ဟစ်ရင်ထိုနေရာကနေပြေးထွက်သွားလျာဖနဲ့တစ်ဖက်ကျွတ်ကြံခဲ့လေတယ်နီနီကကန့်မြင်လိုက်ရပြီးအေးဆက်တဲ့အထီးတွေ့တွေကြောင့်ယူပင်ယူကြောင်ကြောင်ဖြစ်သွားရတယ်သူ့အော်တန်ကမိုးလီများကြားတွင်ပျောက်ခွေသွားသဖြင့် ပဝင်းကျင်ကလည်းမကြားတိလိုက်ကြပါကလောင်နဲ့နေအောင်ဘာဖြစ်တာလဲမမငါအော်တန်လူလူဘာလူလူကြားလိုက်လို့မဖြစ်နိုင်တာမမလေးနားကြားလွှဲတာနေမှာပါကဲပါဆာဆာဆာမမကကြားလိုက်ရတဲ့အတန်ကိုမေ့ပြခါချလိုက်မိတဲ့ထမင်းစလုံးကိုပြန်ကောက်လိုက်ပြီးတော့ငုံစားလိုက်တယ်မမတာဝတ်သားဟင်းစားခြင်းနဲ့အေးပါမောင်မောင်ရဲ့မနေ့ပြန်ဈေးရောင်းပြီးတော့ရောင်းကောင်းလို့ရှင်မမဝဲကျွေးပါမင်း အခုတော့ဒီမကြီးကြီးတောင်းလေးနဲ့ဟင်းဂျူလေးနဲ့ပဲစားအောင်ဟုတ်မမဟင်းဂျူဟာရှို့တယ်မမအေးမအများကြီးစားနော်တဲကုတ်ကလေးကပြန့်လွင်လာတဲ့အတန်များကိုလှရင် အတိုင်းသားကြားနေရလေတဲ့နောက်တနေ့ညနေတွင်ဟင်ဝတ်သားတွဲကြီးပါလားမမလာထားသွားတာလားဝတ်သားတွဲမှာကျွတ်ကျွတ်အိတ်နဲ့လုံအောင်ထုတ်ပိုးထားတယ်မမကဟင်းအိုးကြောင်လေးကနေဝတ်သားတွဲကိုကင်ထားပြီးတော့ဘေးဘီကိုကြည့်လိုက်တယ်ငါတို့တရွာလုံးကစေတနာမထားကြဘူး မမဝဲလာပြီးတော့ပြန်ထွက်သွားတာပဲဖြစ်မယ်။စိန်နဲ့အွယ်ကလေးလေးမောင်မောင်ကဝက်သားကိုအတုံးတုံးလေးတွေတုံးကရှက်လီတော့တယ်။သူတို့မောင်နှမတစ်ယောက်ကအမေကတင်ထားပေးလို့ထမင်းဟင်းမြောက်ကိုကောင်းကောင်းချက်တက်နေကြတယ်။ခဏကြာတော့ဟင်းမြောက်ကစီပြန်လာသဖြင့်စားအပေါငံမြည်ကြီးကရှက်လိုက်တယ်။မမလာမှပဲအတူတူစားရမယ်။မောင်မောင်ကပြောရင်းကနေဟင်းအုပ်ကိုချလိုက်ကတည့်ရတော့ဘက်သူဆင်းလာခဲ့ရဲ့။ခြံထဲတွင်တည့်ရပင်များကလည်းအများကြီးရှိတယ်။ ထင်းအတွက်လည်းမပူရထိုတည့်ရက်ပင်မှာထင်းကြောင်များပေါ်သည်မို့လို့မမပြန်လာရင်သုံးရန်ထင်းကြောင်များကိုကောက်နေလိုက်တယ်ဖြောင်းနေရွှေကနေနေအောင်အနောက်ကတစ်ကိုင်းနင်းတန်ကြောင်မောင်မောင်လှည့်ကြည့်လိုက်ရာရေကနေပျောက်သွားတဲ့အရေးတစ်ခုကိုသာ တွေ့လိုက်ရသဖြင့်ကြော်တဲ့စိတ်လာပြီးတော့ထင်းများကိုပြစ်ချကာပြန်ပြေးလာခဲ့လိုက်တော့တယ်ဘာဝတ်တာဟုတ်လားမောင်မောင်ဟုတ်တယ်လေမမလာထားတာမဟုတ်ဘူးလားမဟုတ်ဘူးပြစမ်းမမက ပြန်လာမှအတော့ကိုနောက်ကျနေပြီ လက်ထဲမှာလည်းဝက်သားတွေတရဲကိုကင်ထားတာကြောင့်မလို့အိမ်ချက်ပင်မောင်မောင်ကစီးကမေးခြင်းသာမောင်နှမနှစ်ယောက်အိမ်ပေါ်မှာလည်းရောက်ရောဂလုံးငနေနေအောင်မဲမဲကောင်းကြည့်ပြီးဝက်သားအုပ်ကိုပြစ်ချကအမောင်ထဲမှာပြေးဝင်သွားလေရာမောင်နှမနှစ်ယောက်လမ်းဖြတ်လို့ဖက်လိုက်ကြတယ်မမမမပိုင်းလေမသိဘူးမမဘာကောင်းကြီးလေတာကြောက်တယ်အေးလာလာလာမမမင်းကြီးလိုက်မယ်ဆော့ဆော့ဟာမမတို့မျက်စိမှားတာနေမှာကြောင်တကောင်ကြောင်တကောင်ကောင်ဖြစ်မှာ မမတို့ဟင်းချက်စားကြမယ်နော်လာလာလာခလေးနှစ်ယောက်မှာရင်းနှံစီမိကွက်ကလေးကိုထွန်ပြီးတော့အာတင်လိုက်ကြလေတဲ့တဝေါ်ဝေါ်နဲ့အိမ်ပြင်ဘက်မှာလေရောမိုးတန်တွေပါပြန်ကြားရတယ်တဲကုတ်ကလေးနဲ့အတော်လှမ်းဝေးတဲ့နေရာမှာတော့အမဲကောင်ကြီးနဲ့အဖြူကောင်ကြီးတို့မှနပန်းတက်နေကြလေတဲ့တဖုံဖုံတဝေါ်ဝေါ်နဲ့လေတန်မိုးတန်တွေကတပြောင်းပြောင်းနဲ့မြည်တန်များကိုဖုံလွှမ်းထားလေတဲ့ငါကလေးတွေဒုက္ခပေးဖို့မကြိုးစားနဲ့အောင်းမှာ အခုမှသေးပြီးအစွဲတစ်ခုကြောင့်ဘဲမှမသွားနိုင်တဲ့ကောင်းကောင်းများငါ့ကိုအမိတ်ပေးလို့ရမလားနန်းလွယ်တောင်တခင်နဲ့ဟဲ့သူ့ကိုအပေါ်စည်းကနေလုံးနေတဲ့အမင်းကောင်ကြီးမှဘဲကနေရောက်လာလိမ့်မသိနန်းလွယ်တောင်တခင်ဟူတဲ့အတန်ကြောင့်လှရင်အားတွေကုန်ခန်းတယ်လို့ခံစားလိုက်ရလိမ့်ပြီသူအမဲကောင်ကြီးမှာသူနဲ့မတူထွားကြိုင်လာတယ်။ညာကမောင်မောင်ချက်ထားတဲ့ဝတ်သားအုပ်ကို ဝင်စားပြီးတော့သူမနေရာကိုဝင်လူကျင်းတာ ကြံတွင်းကအပင်များစွာရှိတော်လဲလှရင်မနေရဘာကြောင့်နေမရမှန်းလဲမသိပါ အခုတော့နေလို့ရတဲ့ငပြောကြုံလေးကလူယူသူကပေါ်လာကြပြီသူမ အားကုန်လုံးတော်လဲမောဟိုင်လာကြပြီမို့လို့မြေပေါ်သို့ဒူးတုတ်ချလိုက်တယ်ကျမသားသမီးလေးကိုစောင်းချောင်းနေသူပါကျမသားသမီးတွေကိုစောင်းချောင်းနေသူပါရှမ်းသာပေးပါချင်းသူအမဲကောင်ကြီးကသူ့ကိုပြူပြူကြီးစိုက်ကြည့်လာပြီးတော့နင်းသားသမီးတွေလား တညာငါသူတို့ကိုစားမလို့ဟေးမလုပ်ပါနဲ့အရှင်ကြီးရဲ့သူတို့မှဘာပြည့်ရှိလို့လဲငါဟာငါငါနေနေတာကိုဟိုတဲကုတ်ထရခလေးမကဝတ်သားတွေလာရှိတ်ဆွဲတယ်ငါအပင်ပါလိဒါကြောင့်သူတို့ကိုဒီညတက်ရလိမ့်မယ်မမမလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့ရှင်သူတို့အစားကျမဟူကြိတ်တာခိုင်းပါဒံပေးပါကျမလုပ်ပေးပါမင်းအင်ကြီးပလာကတောင်းကိုမြောင်နေအောင်ကြိုက်ထားတယ်ထို့ကတော့ကြီးကလှရင်ကိုတစ်ချက်ကြည့်သည်အေးလေး မင်းဟာမတေခင်ကငါ့ကိုပူဇော်ပတာတဲ့ထင်းပါလေပါလို့ငါဒီနေ့မင်းကလေးတွေကို မစားဘူးငါအပင်ကသွေးစွန်ကွက်တွေကိုတွားဖြတ်နင်းလက်နဲ့ဖြတ်ရမှာနော်ပြီးရင်နင်ဟာယာတပ်ပံငါရဲ့အခိုင်းစီပဲတတဒါဆိုရင်ကလေးတွေကိုဘသူစောင့်ချောက်ရမလဲအရှင်ကြီးရဲ့အပင်ကသွေးစွန်ကွက်တွေကိုပဲဖြတ်ပေးလို့ရမလားသူအမဲကောင်ကြီးကတစ်ချက်ကြီးလိုက်တယ်မင်းဟာသွေးမထီရသေးတဲ့ဝိညာဉ်ကောင်ဖြစ်နေသေးလို့ မိစ္ဆာအသွင်မပြောင်းသေးတာပဲငါလဲငါနေတဲ့တစ်ပင်မှာမင်းတမီးရအသားတွေလာမရှိခင်ကတန့်စင်တဲ့ဝိညာဉ်ဖြစ်ခဲ့တာပဲအခုငါမိစ္ဆာဖြစ်ပြီးတော့မင်းငါအပင်ကသွေးစွန်းကွက်ကိုဖြတ်မပေးနိုင်လို့ရှင်ဟော်ရီဒီနန်းလေးရွာကိုဖြတ်ပစ်မယ်ကွာနေနေနေပေါင်းရှင်ကြီးကျမအရှင်ကြီးခိုင်းတဲ့တိုင်းလုပ်ပါပဲဒါကိုလုပ်ပြီးတဲ့အခါခလေးတွေနဲ့ရွာကိုဒုက္ခမပေးပါနဲ့ရှင်မိစ္ဆာမာလည်းစီးရှိတယ်ကွာ အင်းသာနန်းလွဲရွာနဲ့ဟော်လုံးရွာအကြောက်ထိန်ပင်ကြီးမှာစွန်းပေနေတဲ့ဝတ်သားသွေးတွေကိုရအောင်ဖျက်အခုသွားဟုတ်ဟုတ်ကဲ့ပါလိုင်ကရှန်နေရနေအမြန်ဆုံးပြေးထွက်သွားခဲ့တယ်ဒုခသူမတစ်ခု တတိထားမိတာကသူမကိုတားမြစ်သူဘသူမှရှိမနေခြင်းဖြစ်တယ်နန်းလေးရွာပြင်ကိုရောက်တဲ့အခါမှာတော့မကောင်းဆိုးအများကသူ့ကိုလိုက်ဖမ်းရန်အတွက်စူးစမ်းသဖြင့်အဝေးကြီးကနေပြီးတော့မြင်နေရပြီဖြစ်တယ် ထိန်ကင်ကြီးစီတို့အာကုံပြေးရတော့တယ်။မင်းသားများအဝေးတွင်ကြံနေခဲ့တယ်။ဘာကြောင့်လဲဆိုတော့ထိန်မင်းကြီးနဲ့နီးလာတော့ကြောင်းပင်ထိုနေတွင်နန်းလွဲအရှင်သခင်ရဲ့အနေကိုဘသူမှ မကြော်ဝင်းကြ။လိုက်ရင်ကထိန်မင်းကြီးကိုအမြန်ပြေးကပ်လိုက်ရင်ကနေသွေးစွန်းကွက်များကိုရှာတယ်။တွေ့ပါပြီ။ပင်စီနဲ့လူတရက်နေရာတွင်အတက်ကလေးဖြစ်နေတဲ့နေရာတွင်စွန်းပင်နေတဲ့သွေးဆက်များတမီးကထိုနေရာမှာအမောဖြစ်ရင်ဟင်းတွဲများကို လက်လန်းမီတဲ့နေရာမှာရှိတ်မိခြင်းဖြစ်မယ်။သူတွေးနေခိုင်းဝါဝနေနေအောင်နန်းလေရဘတ်စီကအော်တန်ကြီးကြောင့်တွန့်ဆုံမနေတော့ဘဲနဲ့လက်နှစ်ဖက်ဖြင့်သွေးကွက်များကိုတုတ်လျာအထူးဆန်းစွာလက်ကသွေးကွက်များကိုဆွဲကန်နေသဖြင့်မနှဲကိုဆွဲခွာလိုက်ရတယ်။ထိမင်ကနေလက်ကွာတီနဲ့ထူးဆန်းစွာပဲသွေးကွက်များကမူမရှိတော့ပါသူစိတ်တည်းလဲစောက်တရားမရတော့ဘဲနဲ့ထိန်ပင်အောက်တွင်ရင်းထိုးနေလေတော့တယ်အခုမှ တေဆုံးသည့်ရက်မှာစကားဘာမှမစားရသည်ကိုတတိယလာလေတယ်။ထို့စဉ်သူ့အနီးနားကိုမဲမဲအကောင်ကြီးပေါ်လာပြီးတော့မင်းအခုထိန်မင်ကသွေးကိုတောက်မိလို့တန့်စင်တဲ့ဝိညာဉ်ကောင်မဟုတ်တော့ဘူး။မိစားကောင်ဖြစ်သွားပြီ။အခုစားလောင်နေပြီမဟုတ်လား။တော်နန်းလွှဲရွာကိုအဲ့ဒီမှာငါတို့အတွက်တားကောင်ပေါ်တယ်။မင်းရဲ့လူဘဝကလေးတွေကိုလည်းဘလောက်ကာကွယ်နိုင်အောင်မလဲလို့ငါကြည့်မယ်။ လှရင်ကလည်းနန်းလေးရွာဘက်ကိုပြေးထွက်သွားတယ်။စိတ်ထဲတွင်ကလေးတွေကိုမတိတော့ပါ။ရင်ကွဲမတက်ပူလောင်သော စာလောင်မှုကြောင့်ကလေးတွေရှိရာသို့အမြန်ရောက်ရန်အတွက်အားစိုက်ပြေးနေမိရဲ့။အခုတော့အလာတို့ကလိုက်ဖမ်းခဲ့တဲ့တရေသဘက်များကလှရင်ကိုရှောင်ခွင်းသွားကြလိမ့်ပြီ။ပြေးနေရင် လေထဲမှာဝဲပြန်လာနိုင်ပြီးတော့အိမ်ခေါင်မိုးတွေရဲ့အထက်စီမှာ ခုံပြန်လာခဲ့က သူပိုင်ဆိုင်ခဲ့တဲ့ရှံရှိသူ ဖုတ်ကနေပြုတ်ကြလာခဲ့တယ်။သူ့ကလေးတွေကိုတေပြီး စိတ်ဆွဲလန်းနေတာအခုတော့ညဉ့်ညမ်းတဲ့စိတ်တွေနဲ့သွေးစာလောင်နေတဲ့အချိန်ထိထိုအသည့်စိတ်ဆွဲကန်နေသေးတဲ့ဖြင့်ထိုနေရာကသာပြန်လာရှင်နေခြင်းဖြစ်တယ်။ကောင်းသောလာခြင်းတော့မဟုတ်တဲကုတ်ကလေးကတိတ်ဆိတ်နေတယ်လှရင်တဲပေါ်တက်လိုက်တယ်ခြေထောက်မှာကျမ်းပြင်းနဲ့လွတ်နေတဲ့ဖြင့်ဘာသမ်းမှမမီကလေးနှစ်ယောက်ကအိပ်ပျော်နေကြလိမ့်ပြီလှရင်သူတို့နားကိုတိုးကပ်သွားတယ်မောင်မောင်ကိုဖယင်းအိပ်ပျော်နေတဲ့မို့မို့ရဲ့လေပင်ကိုလက်သေးရှိကြီးနဲ့လှမ်းလိုက်တယ် သူ့အတိတွင်သွေးတောက်ရင်းသာတည်တော်တယ်။အင်ကနေနီအောင် ထိုအချိန်မိုးမိုးကပက်လက်အိတ်လိုက်သဖြင့်လေဘင်းကသူ့လူဘွားကဆွဲထားတဲ့ဆွဲကြိုးကလေးကိုတွေ့လိုက်ရသဖြင့်သူ့အတိစိတ်တွေနဲ့အတူလှမ်းနေတဲ့လက်တီတွန့်ဆုတ်သွားတယ်။ဟမ်သူ့အတိတဲ့အတိအကြတော့မတိမိပါမမှတ်မိပါ ထိုဆွဲကြိုးလေးကသူ့ကိုမစားရန်တားမြင်နေတယ်လို့လူဆွဲကြိုးကိုအကြည့်လွှဲလိုက်တော့ဖွင့်နူနေတဲ့လေဝင်းကြောလေးများကို တွေ့ရလို့ သွေးကစာလောင်လာပြန်တော့တယ်တို့စဉ်နားထဲတင်ကြားလိုက်ရသည်ကဘဲဘာသာမှမသိရဘသူကပြောသည်မသိရတဲ့အတန်များကြောင့်အိမ်အပ်ကိုပြေးဆင်းလာခဲ့တယ်နားစုအောင်ပြောနေတဲ့အတန်များကလည်းဘာတန်လဲထိုတန်ကလည်းဘာမှမတဲကွဲတာသူမခံနိုင်မရမနိုင်ဖြစ်နေကြတော့အမှန်ပါမြေပေါ်ကိုခုန်ပြန်တက်လိုက်ရင်ကနေနှစ်လံသုံးလံလောက်ထိမြင့်တက်သွားသဖြင့်ဘေးချင်းကရှံကိုပြေးထွက်လာခဲ့တယ်ပရင်းပေါက်ကိုဖွင့်ကအိတ်နေတဲ့အဖွားကြီးတရား ထိုအဖွားကြီးစီတို့ဥတီလိုက်တယ်သွေးစားတယ်တောက်မာတောက်မာရမယ်တောက်မာဖြစ်ပြီငိုင်းမရစာလောင်စိတ်နဲ့ထိုအဖွားကြီးနောက်ကိုတိုးကပ်ပြီးတော့လေချောင်းကိုနှိုက်ဖောက်ရန်အတွက်လက်ကိုရွေလိုက်တယ်နားတဲ့တွင်စောစောဟာစူညံတံများကြားရပြန်တယ်အာလာရင်နားနဲ့ဖက်ကိုမခံရက်နိုင်စွာနဲ့ပိတ်ထားပြီးတော့တကွက်ကွနဲ့လှေကိုင်းရင်အောက်ကကျမကထပြန်တဲ့အခါမှာတော့လှရင်ကျက်ကိုလေလိန်ချိုးကသွေးဆုပ်လိုက်တော့တယ်သူ့မျက်လုံးတွေ ဖြူရကနေအနက်ရောင်ပြောင်းသွားလိမ့်ပြီးတော့ခဏအတွင်းသွေးကုန်တလောက်ဖြစ်သွားတော့ကြက်ကိုကြည်လိုက်မိတယ်။အယောင်ကြက်မကြီးရဲ့အယောင်ကမို့မို့လေပင်ကဆွဲကျူးအယောင်နဲ့တူနေသည်ဟူ၍စိတ်ကထင်နေကိုင်းပုတ်ခနေနေအောင်ကြက်မကြီးကိုမြေပြင်ပေါ်သို့ပြစ်ချကာနန်းလွဲရာထဲကနေပြေးထွက်သွားခဲ့လေတော့လေ။ဘလောက်တော့မယက်မနာပြေးမိနေလည်းမသိ။ညံလဲတွေသားကိုကြောကာစိမ့်ညို့နေတဲ့တောအုပ်ပတ်စီသို့ရောက်လာတယ်။အချိန်ကတကောက်ရံပင်လုံတော့ပြီ။ သူသွေးစာလာပြန်နေဒါကြောင့်မလို့တောအုပ်ထဲသို့ပြန်ဝင်ရင်းကနေတားကောင်ကိုလိုက်ရှာမိတယ်တိတ်မကြလိုက်ပါတွေ့ပါပြီတစ်ပင်အရင်တွင်စောင်းနီကြီးကိုချုပ်ပြီးတော့ငုတ်တုတ်ကြီးထိုင်နေတဲ့လူတယောက်ခေါင်းမှာတော့နန်းလွဲတခင်ကြီးလိုပဲစပင်မရှိပါကတိုးကြီးနေပါလှရင်ကသွေးတွေစူပတ်လာတယ်မျက်လုံးကိုမိတ်ပြီးထိုင်နေတဲ့ထိုလူအနီးနားသို့တိုးကပ်လိုက်တယ်ထိုစဉ်သူ့ရဲ့မောင်မိုက်လူလူအတိတွေကမို့မို့ရဲ့လေပင်ပေါ်ကအနီရောင်ကျိုးစာကလေးများကို ပြေးမြင်မိရာ ရှေ့ကပုတ်ကိုကို မျက်စီပြူးကကြည့်လိုက်မိတယ်။လှရင်မှတ်မိလိုက်ပြီ။မိုးမိုးလေပင်စိုးစားသည်စင်စစ်တော်စိုးစားမဟုတ်။သူတို့ငငယ်ကလင်မယားခိုးပြီးတော့သူ့ယောက်ျားရဲ့ဖခင်ကအဆောင်ဖြစ်နေပေးခဲ့တဲ့တင်ငန်းစာလေးသာ။ထိုချိန်တွင်လှရင်ရဲ့သွေးစာမှုနှုန်းကအထွတ်အထိပ်သို့ရောက်ရှိနေပြီးတော့သူ့ရဲ့အတွေ့အကြုံကတော့သူငယ်စဉ်ကလေးဘဝတုန်းကရှေ့ကပုတ်ကိုလိုမျိုးအရာကိုစွန့်လောင်လူခဲ့ရပုံများကို ကြားနေရပြည်ရဲ့နောက်မှာတော့ရည်ရထားတဲ့လက်တွေကိုရုတ်သိမ်းကစာလောင်မှုငရဲနဲ့တူမြေပြင်ပေါ်မှာလူးလုံနေနေတော့တယ်လှရင်ရဲ့ကိုသည်သွေးမတောက်ရလို့အခိုးငွေများထွက်လာလေတော့တယ်သူမတိလိုက်ပြီအမောင်ကဘာရဲ့စီးမြင့်ကိုချိုးဖောက်လိုက်တဲ့ပြင်သူမခံစားနာကျင်ရတော့မယ်ဆိုတာကိုတဝေါ်နေအယိုးတွေအသားတွေအကျိုးတွေပါပူလောင်ပြင်းပြ၍ဝေဒနာခံစားနေရပြီမြေပေါ်မှာလူးလိမ့်နေသည့်တိုင်အောင်ရှေ့ကပုပ်ကူကတုတ်တုံမြမလို့ သူထပြီးတော့သွေးတောက်လိုက်ရင်လည်းရသေးတယ်ဒါပေမဲ့လည်းသူမှမလုတော့ဘဲနဲ့ပူလောင်မှုပြင်းစွာနဲ့ခံစားရင်းကနေရင်ထဲကဆုတစ်ခုသာထပ်တလဲလဲတောင်းနေတယ်အချင်းသူမြတ်ဖေရဖေရတပည့်ဟောမရဲ့ခန္ဓာကိုယ်လောင်ကျွမ်းရင်လောင်ကျွမ်းပါစီပြုခဲ့ဘူးတဲ့ကုသူထားခဲ့ဘူးတဲ့မြတ်တော်မိခင်စိတ်စင်ကျင်မိခွဲခြားမိတဲ့ကုသူအကုသူစိတ်တွေကြောင့်ဖေရတပည့်တော်မရဲ့တားသမီးတို့ဘဝကလည်းအေးချမ်းပါစီဖေရ သူ့ကိုယ်ဒီပူလောင်ဆုံးပူလောင်ပြီးရဲ့နောက်မှာတော့အမောင်လေးကအနဲ့ရောင်အရေးကြီးကဆွဲယူရန်ပြင်လိုက်စဉ်သူမအနာသူပန်းရောင်ဝဲအမျိုးသမီးတူပေါ်လာလို့သူမလက်ကကင်လာတဲ့ရေအိုးတွေကရေဖြင့်လှရင်ကိုဖြန်းလိုက်ရာအခိုးငွေတွေတိတ်သွားလေတယ်အမောင်လေးကအနဲ့ရောင်လှိုင်းများလဲပျောက်သွားပြီးတော့လှရင်ရဲ့ဝေဒနာတက်တာပြီးလူးလိမ်ခြင်းကရက်တန့်သွားတယ်မိန်းကလေးဒီဘာမှမပြောဖုံးကြည့်ကိုသာကတော့နေလျော်တယ်ထိုအခါမှာ မိတ်နေတဲ့သူ့ချိတ်ကပုတ်ကိုရဲ့မျက်လုံးတွေဖြည်းဖြည်းချင်းပွင့်လာပြီးတော့လှရင်ကိုတင်နာစွာနဲ့ကြည်လာတယ်။ဘတ်စက်ကလည်းတက္ကမကြီးတက္ကမကြီးဟာအတိတ်ဘဝကံမကောင်းလို့အခုလိုအနာရောဂါနဲ့တည်ဆုံးခဲ့ရပြီးဒါမှမဟုတ်လည်းဒီဘဝမှာပြုခဲ့ဘူးတဲ့ကောင်းမှုကုသိုလ်အစုစုကြောင့်ငရေမလားနိုင်တော့ပါဘူး။စောစောကတားသမီးတွေကိုစားတော့မယ်ဈေးဈေးမှာကြားရတဲ့အတန်ဒီကတော့တက္ကမကြီးငယ်ဘဝစွန်းလောင်းလှူဒန်းတော့ကပေးခဲ့ဘူးတဲ့တရားတန်ဒီပဲ။ မကောင်းမှုပြုတော်မှာကိုကောင်းမှုကတားဆီးခြင်းတစ်မျိုးပေါ့ကွယ်ဒုက္ခမှလှိုင်ရင်လေမြေပေါ်မှာထိုင်တာဒုတုတ်လေးပြီးရှစ်ခိုးလေရာမဲနေရာကနေအဖြူရောင်များပြန့်ဖြစ်သွားလေတော့ဒီသွေးစာလောင်ခြင်းလည်းမရှိတော့ပြီတက္ကမကြီးတန်နေရဆိုတာရှည်လျားလွန်လာပါပြီတဲ့တေဆုံးသွားရတဲ့ဒီဘဝဒီခန္ဓာအနာမှာရက်တန့်နေလို့မရပြီဘူးခကြီးဆက်ဖို့ရှိတယ်ဆက်လို့မှန်လားပါအရှင်သူမြတ်ဖေဖရာတပည့်တော်မဟင် မကောင်းတဲ့စိတ်ရိုင်းကိုပင် 조사တက်မြင်နဲ့ထိမ့်သိမ်းပြုပြင်ပေးနိုင်စွမ်းရှိလို့ဗုဒ္ဓရဲ့တရားတော်တွေအကျွင်းမဲ့ယုံကြည်ပါတယ်ဒါပေမဲ့ဖရာတရားမတိရနိုင်အရက်တွင်ထားရခဲ့တဲ့လူမမဲခလေးငယ်များကိုမထားရခဲ့တိုင်ရတော့အမှန်ပါဖရာတရားထိုင်နေတဲ့ဘုန်းကြီးကတပင်းဆိုင်ရင်อืมတန်ရောစဉ်အဘူမီးကိုဒီရင်ညိမ့်တော်တက္ကမကြီးတက္ကမကြီးသားသမီးတွေကိုသူစောက်ချောက်လိုက်မြင် ဒီဆုလဟာဘာကြောင့်ရတယ်လဲဆိုတော့ကိုဘွားဘလောက်နာကျင်ပါစေတားသမီးတွေကို အနာခံတာရင်ထဲကဖရားတရားစိတ်ကိုအပြတ်မခံဘူးဆိုတဲ့စိတ်ဆွမ်းအင်ကို ပေးလိုက်လို့ပဲတကမာကြီးထိုအခါမှာလှရင်ကမိန်းကလေးကိုကြည့်လိုက်တယ်ဒူမာလေးကလှရင်ကိုတစ်ချက်ပြုံးပြလာပါတယ်လှပါအေးချမ်းလွန်းလာပြီးသွားလှရင်ဘာမှမမေးတော့ပါဖုန်းကြီးကိုသာကတော့လိုက်တယ်ထိုအခါမှာသူမကိုလေးသည် အလင်းတစ်ချက်ဖြာလက်ပြီးတော့ တောအုပ်တွင်ကပျောက်ကွယ်သွားပါတော့တယ်။ပန်းရောင်ဝဲမိန်းကလေးမှလည်းတောအုပ်ထဲမှာပျောက်ကွယ်သွားကနန်းလွဲရွာအဝင်တွင် ပေါ်လာပြီးတော့ရွာလန်းတိုင်းလျှောက်လာကအိမ်တအိမ်ရှိရောက်မှရက်တန်လိုက်တယ်။ရွာလူကြီးရဲ့အိမ်ရှိဖြစ်တယ်။ဒီကဦးကြီးကိုတခုမေးမလို့ရမလား။ဘသူလဲဝေစောစောစီစီ။ဩကျမကလှရင်ရဲ့မိတ်ဆွေပါဦးကြီး။ तू မသိခင် तू သားသမီးတွေကိုစောင့်ချောက်ဖို့မှာခဲ့လို့မမှုလို့မောင်နှမရက်ကိုလာခေါ်တာပါ။သူတို့အိမ်ကိုတစိမ့်လောက်ညှို့ပေးပါအောင်ရှင့်။ထိုလူကြီးမှာ လက်ထဲကဆက်ပြာခွက်ကိုရှာလိုက်ပြီးတော့အင်ချီကမိန်းကလေးကိုတိုးကပ်ပြီးကြည့်တယ်။နင်းမုံကြားမှာရက်နေတဲ့ပန်းရောင်ဝဲမိန်းကလေးကိုမြင်လိုက်ရတဲ့အခါမှာတော့စိတ်ချယုံကြည်သွားလေတယ်။အော်လှရင်ရဲ့မိတ်ဆွေလား။ဟိုသူတို့ရဲ့အင်ဟာဒီအင်ရဲ့လေးချံမြောက်မှာကွ။ကျေးဇူးပါအကြီးဟိုခွင့်ပြုပါအောင်ရှင်။အေးအေးဆော့ဆော့သွား။တော်နီမို့မို့ဟာဈေးအောင်ထွက်တက်လို့ဟုတ်ကဲ့ပါ။အင်ရှင်တို့အင်ရှင်တို့ဒါမို့မို့အိမ်လာရင်မမအင်ရှင်ကခေါ်တန်ကြားတယ်လို့ပဲ။ อืมမမတော့ကြည့်လိုက်မယ်မောင်မောင်ကအဲ့ရထဲမှာလှမ်းပြောသဖြင့်မို့မို့ကထမင်းအိုးတန်နေရာကနေပြီးတော့အိမ်ရှိကိုထွက်တယ်။ဦးမမဟာလှလိုက်တာဘသူများလဲညကမိုးသည် ပြတ်သွားဟန်တူပါတယ်။နန်းလွဲဒီသားသည် မိုးသားကင်းစင်လျက်နှင်းဝေပြီးတော့အအေးပိုင်းဒီသားမို့လို့အိမ်ရှိကနှင်းမုံလေးချာပြုံးပြုံးလေးရက်နေတယ်။လှကညာတပားကိုတွေ့လျရသဖြင့်မို့မို့ကမနေနိုင်တော့ဘဲနဲ့ထွက်ပြီးတော့ရှိကျူးလိုက်ရင်ဖြစ်တယ်။ မမကိုကြည်ပဲကြည်နေတော့မှာလားအแทမခေါ်တော့ဘူးလားအော်ဟုတ်သားပြီမမလာလာလာတဲကစုတ်တယ်မိမလာလေးကတဲကုတ်ကလေးကိုငုံဝင်လိုက်တယ်မမဘာသူလဲဟင်တိတ်လာတာပဲမောင်မောင်ကအေးရထိုင်ရင်ပြောလိုက်တယ်မမကသားတို့သမီးတို့ရဲ့မိမိလှရင်ရဲ့တငယ်ချင်းပဲဟင်မမမိမိမိတ်ဆွေလားပြောရင်းကနေမုံမုံမှာမျက်ရည်များကျလာလေတယ်မမအလာနောက်ကျသွားပြီမိမိစုံးတာတစ်ဖက်ကြော်သွားပြီ ကုကဲမဲ့တဲ့ဘွားတွေကလူသားတစ်ယောက်ကိုဟေးသာထွေးပိုက်လိုက်တယ်။အိုးမငိုကြလိနဲ့။음လာရင်မရှိတော့ပြီမဲ့ကလေးတို့မမဆောင်းချောက်မှာပါမငိုကြနဲ့နော်။တကယ်လားမမမမအသားတို့နဲ့တူတူနေမှာလား။ဒီမှာတော့မမမနေဘူးလေ။ကလေးတို့မမလာခေါ်တာဟမ်။ဘဲဦးလဲမမမုံမို့တို့ဒီချံကိုပြစ်ထားခဲ့ရမှာလား။မုံမို့ရင်ချံမြည်တွေပစ္စည်းတွေဆိုတာလူဘွားအတွက်အခိုက်အတန့်လေးတစ်ခုအသုံးဝင်တာပါ။ဒါတွေကို ကလေးတို့ဒီနားမလဲသေးလို့မမမပြောတော့ဘူးသိကြတာတော့မမနောက်ကိုလိုက်ခဲ့ရင်တငယ်ချင်းကောင်းနေလဲရမယ်စစ်ကောင်းရှိတဲ့သူရင်းလဲလဲနေထိုင်ရမယ်ဒါဆိုမောင်မောင်တော့လိုက်မယ်မိုးမိုးလဲလိုက်မယ်မမတကယ်တော့မိုးမိုးတို့မောင်နှမတို့ရှန်ကြိမလို့ပါဘူးလူပီတပြီးနှွေးထွေးမဲ့ရင်ခွင်တစ်ခုပဲလိုပါတယ်ဒါဆိုရင်ဘာလို့ဒီလဲအခုပဲသွားကြစို့မိုးမိုးတို့ပစ္စည်းတွေတိမ့်ရမလားမမမတိမ့်နဲ့မိုးမိုးမလို့ဘူးအခုသွားကြရအောင်ဟုတ်ကဲ့မမလာမမ ထိုချင်းရနေစားပြီးနန်းလဲတောင်ရွာကလေးကနေမို့မို့တို့မောင်နှမမှာပျောက်သွားပါတော့တယ်။ဘသူကမှစိတ်မပူကြပါ။ရွာအုတ်ချုပ်သူကသူ့တို့မောင်နှမရဲ့အမျိုးကလာခေါ်သွားသည်ဟုပြောပြမိတာ။လူမနေတဲ့ရှမ်းကလေးကိုလည်းဘသူမှ မနေဝင်တဲ့ပြင်ဘေးမဲ့ပေးထားကြတယ်။အเจ้าမအယက်သမားဖိုးတုံမမူးလာတိုင်းတရဲမရဲ့ဒဏ္ဍာရီကိုတွင်တွင်ပြောနေတော့ကြောင့်မင်းနှစ်ကြာညောင်းလာတဲ့အခါမှာတော့ထိုချံလေးက ကျောင်းသင်ခန်းတစ်ခုဖြစ်လာပြီးတော့ထိုဒေသကြီးလည်းနတ်မကိုးခွေတော့ပဲနဲ့ဖရာတရားတန်ခါကိုယုံကြည်ကိုးကွယ်သူများဖြစ်လာပါတော့လေထိုဒေသကိုတာသနာပြုသူကလှရင်တွေ့ခဲ့တဲ့တောအုပ်ထဲကယေဟန်တပါပင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူဧကရီမနောမြေရေးသားထားတဲ့ မြင့်မို့ထက်မြင့်သောဆိုတဲ့ဇလံအစဆုံးပဲဖြစ်ပါရယ်ခင်ဗျာ။နောက်နေ့မှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလံကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါရယ်ခင်ဗျာ။